အပြည့်တန်တဲ့သမင်းဆိုးကိုမြမပြည့်တွင်အနေထွက်ခွာလို့မရအောင်တကယ်ပြလိုက်တဲ့အီတင်ကိုဝိတ္တမြအားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရယ်မပိုင်မနိုင်ရင်ဘာမှမလုပ်တဲ့အီတင်ကိုအသမင်းဆိုးနဲ့အေးအေးဆေးဆေးဖြည့်ရှင်ဖို့အတွက်ဖိတ်ခေါ်နေရကြပြီဖြစ်ပေမယ့်သမင်းဆိုးကတော့မလီမာပတ်ပြေနေကြတာပါသူနေရာမျက်နဲ့ကျန်ဆိုင်ပြီးအပွဲဖြစ်မလားဆိုပြီးအေးအေးပြက်ခံဆောက်ချင်းနေကြတဲ့သူတွေကတော့ပြက်သားရဲ့အဖြေကိုမရမချင်းမချင်းနဲ့ကြပါဘူးအခုတော့အမေရိကပြန်သမင်းဆိုးကိုအမေရိကကိုပြန်သွားလို့မရအောင် အီတင်ကိုကတိတိမိမိလှုပ်ပြလိုက်ပါပြီ။တကယ်တော့အီတင်ကိုနဲ့သမီးဆိုကအပြစ်မတီချွန်ပူတဲ့မိတ်ဆွေတွေလည်းမဟုတ်တလို့ရန်သူတွေလည်းမဟုတ်ခဲ့ပါဘူး။သမီးဆိုဟာအီတင်ကိုအပါဝင်နမဲကြီးမိသမီးတွေရဲ့အကြောင်းကိုလိုက်လွင့်ပေးပြောခဲ့ဘူးသူဟာစေဘွားရင်လောကရင်မှာလောက်ကိုင်းနေတဲ့အီတင်ကိုကသူရဲ့နမဲကိုကြည့်ရင်တော့အင်တရာရောက်ဖြေရှင်းတတ်ပါတယ်။သမီးဆိုဟာအီတင်ကိုရဲ့အသားချင်းနဲ့ပတ်သက်ပြီးပြောဆိုခဲ့ပူတဲ့စကားတွေရှိတဲ့အတွက်မိခင်တယောက်အနေနဲ့ကန်ဆာခဲ့တာပါ အတင်ကိုမှမဟုတ်ပဲတခြားသောမိခင်ဆိုရင်လည်းခံစားမှဖြစ်တာကြောင့်သမီးစုကိုသူပြောခဲ့ဘူးတဲ့စကားတွေနဲ့ရှင်းလင်းဖို့ပြောခဲ့ဘူးပါတယ်။ ဧတင်ကတမင်းဆိုးမန်လေးကိုရောက်လာတဲ့အချိန်ရောက်မှရှင်းလင်းဖို့ပြောလိုက်တာဖြစ်ပြီးတမင်းဆိုးလည်းမဆိုးနိုင်တော့ပါဘူးရှင်စားတော့ဆိုင်ကြီးမှအသေးချရှင်းလင်းမယ်လို့ဖိတ်ခဲ့ပေမဲ့တမင်းဆိုးကတော့ရောက်မလာခဲ့လို့ဧတင်ကအမှုဖွင့်လိုက်ပါပြီဧတင်ကိုဖွင့်လိုက်တဲ့အမှုကကြေအေးပေးလို့ရနိုင်တာကြောင့်လာရောက်တောင်းပန်ဖို့အတွက်အဆောင်နေခဲ့ပါတယ်အမှုဖွင့်တာမကြသေးပေမဲ့ရုတ်သိမ်းလို့ရပြီလာရောက်ဖြေရှင်းတာတွေမရှိပေတင်းရှောင်သွားရင်တော့အမေဆက်ကြံရိတ်ခဲ့မယ်လို့ဧတင်ကသတိပေးထားပါတယ် ။တမင်းစုံမှာလည်းမိသားစုအတိုင်းဝိုင်းဆိုတာရှိသေးတာကြောင့်မကြတဲ့တဲ့အချိန်တွေကိုမကြစေပဲမျက်နှာချင်းဆိုင်ဖြည့်ရှင်းမယ်လို့ပြောခဲ့ပါသေးတယ်။ကြာတိမကတိပဲတမင်းစုကမြန်မာနိုင်ငံသားမဟုတ်ဘူးဆိုရင်တွက်ခွာခွင့်ဆန်လန်ပြီးအမှုကြီးအေးတဲ့အခြေဖြည့်ရှင်ရမှာဖြစ်ပါတယ်။18ကတော့မတိကျရင်ဘာမှမလုပ်တတ်ပဲသူဘက်ကပိုင်နိုင်ပြီဆိုမှလုပ်တတ်တဲ့သူပါ။သူဘက်ကအမှုဖွင့်ထားတာကရပ်ပိုင်လောက်သာရှိသေးလို့18ကတော့တမင်းစုကိုလာတောင်းပန်ဖို့နဲ့ဖြည့်ရှင်ဖို့ကိုပြောထားပါတယ်။ ။တမင်းစုဟာလာရောက်တောင်းပန်ဖြေရှင်ဖို့မရှိပေမဲ့အေတင်ကူကတော့သတိပေးလို့ရသမျှကိုသတိပေးထားပြီးအမှုလည်းဖွင့်ထားပြီးဖြစ်ပါတယ်။မွေကြီးတက်နိုင်တဲ့အေတင်ကူကမြန်မာနိုင်ငံမှာရှိတဲ့သူတွေကိုပြောချင်တိုင်းပြောလို့မရကြောင်းမလာတလာအောင် လုပ်ပြလိုက်ပြီးဖြစ်ပါတယ်။အေတင်ကူကမွေကြီးတက်နိုင်တွင်မဲ့ ငွေများငွေနိုင်မလို့ခြင်းမဲ့မြန်မာတတပဲလို့ခြင်းပါတယ်။တမင်းစိုးကတော့အမေရိကမှာနေစင်တုံးကတော့မြန်မာနိုင်ငံကိုရွာဆိုပြီးပြောခဲ့သူပါ။အမေရိကမှာပဲတသက်လုံးနေမဲ့တင်ခဲ့ကောင်မြန်မာနိုင်ငံကိုရွာလို့သူပြောတဲ့ရွာကိုသူပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့အမှုဖွင့်ထားခင်ရပြီဖြစ်ကသမင်းစိုးတရားဘလို့တော့ပြန်မလဲဆိုတာစိတ်ဝင်စားစောင့်ကြည့်နေပါတယ်။ တမင်းဖက်ကလည်းအညက်မကန်ပဲရှင်းနေငါရန်ချပြီလို့ဆိုပါတယ်။အတင်ကူကတော့တူတာလီနဲ့ပတ်သက်ပြီးပြောကင်ခဲ့ရတဲ့အရာတွေကိုတိမကန်လို့ငွေကုန်ကြခင်ပြီးတော့ရင်ဆိုင်သွားမှာပါ။ ။အီတင်ကိုကတော့သူသားလေးနဲ့ပတ်သက်ပြီးပြောခင်ခဲ့ရတဲ့အရာတွေကိုဒီမကန်လို့ငွေကုန်ကြခံပြီးတော့ရင်ဆိုင်သွားမှာပါ။တမင်းဆိုးဟာနိုင်ငံချမ်းမာနေစဉ်တုန်းကလိုင်းလွင့်ပြီးပြောဆိုခဲ့တဲ့အရာတွေကမြန်မာနိုင်ငံပြောင်းရွှေ့လာတဲ့အချိန်မှာတော့နောက်ဆက်တွဲတွေကိုရင်ဆိုင်နေရပြီးဖြစ်ပါတယ်။ဒီမှုမှာဘယ်သူကနိုင်ရမလဲဆိုတာကိုမမပရိသတ်ရဲ့အမြင်ကိုမှန်သွားကြပါအောင်နော်။အဆုံးထိအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။